မင်္ဂလာပါဒါလေးကတော့ကျွန်တော်ဒီ management policy အတွက်ဒါ episode 2လေးပေါ့နော်အာအရင်ကျွန်တော် supervise scale တင်တော့တင်တဲ့တုန်းကအာတင်တဲ့သားမိထားတာလေးပေါ့နော်ဒါကျန်တဲ့မိကုန်းလေးနောက်တစ်ခုပေါ့နော်ဒါလေးကိုကျွန်တော် episode 2ဆိုပြီးတော့ကျွန်တော်ဒီ recording လေးလုပ်လိုက်တယ်ပေါ့နော်တကယ်တော့လေသူမိထားတဲ့မိကုံးလေးကိုအဲ့တော့မဖြေခဲ့လဲရတာလေးကိုကျွန်တော်ခုဖြေပြီးတဲ့သဘောပါပဲเนาะအာသူမိကုံးလေးကတော့ ကျွန်တော်ဖတ်ပြပါမယ်။ဆရာတဲ့ supervisor တယောက်နေနဲ့ operator တွေပေါ့။နော်။ operator ဆိုတာကျွန်တော်တို့ warehouse မှာဆိုတော့ warehouse assistant တွေပေါ့နော်။အာဝန်ထမ်းတွေပေါ့ဗျာ။ဟာ။ management လုပ်တဲ့ခါမှာတဲ့တချို့က family တိုင်းနဲ့အဆင်ပြေတယ်တဲ့။တချို့ကြတော့လည်း family တိုင်းနဲ့အဆင်မပြေတဲ့အတွက်တာဝန်တရက်အနေနဲ့ပဲအလုပ်တွေကိုချားမှတ်ပေးရမယ်ဆိုရင် family တိုင်းနဲ့တိတက်တောင်းခွဲပေးရတယ်။ဘယ်နည်းလဲအပူအဆင်ပြေတယ်လေတဲ့။မြင်ရနော်။အာသူရဲ့အဖြေလေးကိုမဖြေခင်ကျွန်တော် ဒါနည်းနည်းလေးပေါ့နော် theory သဘောမျိုးလေးကျွန်တော်ရှင်းပြပါမယ်။အာသူ့ရဲ့အဖြေလေးသူ့ရဲ့မိကွန်းရဲ့အဖြေလေးကိုတော့ကျွန်တော်နောက်ဆုံးမှဖြေပေးပါမယ်ပေါ့နော်။အာ theory သဘောလေးဆိုတာကအာဒီကျွန်တော်တို့မှခေါ်ကြရတယ်ပေါ့နော်။ဒါ triangle လို့ခေါ်ကြရတယ်ပေါ့နော်။ဒီ delegation triangle လို့ခေါ်တော့ပေါ့နော်။တာဝန်ခွဲဝေပေးအပ်ခြင်းတတိကံလို့ကျွန်တော်တို့ပြောအောင်ပေါ့နော်။အဲ delegation triangle ဆိုတာလေကျွန်တော်ရှင်းပြပါမယ်เนาะဒါကလည်းအားလုံးအတွက်လည်းဘဟုသုတ တိုးဝယ်ရဖြစ်မှာဟာလေးပါနော်ဟုတ်ပြီကျွန်တော်နောက် slide သွားကြည့်မယ်အာဒီမှာကျွန်တော်တို့မြင်ရမှာဗျအဲမြင်ရမှာလေ၃ခုရှိတယ်ဒီမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်နော်ဟုတ်ကျွန်တော်ဒီမှာဆိုရင် authority လို့ခေါ်တယ်နော် authority ဆိုတော့မြန်မာလိုပြောမှသိနော်ကျွန်တော်လုတ်ပိုင်ခွင့်ပေါ့နော်အာပါဝါနဲ့တော့ခက်စင်စင်ဆိုပေမဲ့လေပါဝါတော့မဟုတ်ဘူးဒါ authority တာဝန်တစ်ခုပေးလိုက်လို့ရှိရင်အဲ့တာဝန်နဲ့ပတ်သက်ပြီးတော့တွဲပါလာတာအဲကျွန်တော်တို့ဒါ လုတ်ပိုင်ခွင့်လေးပေါ့နော်အဲဒီဆုံးဖြတ်ပိုင်ခွင့်အာဖြည့်ရှင်းနိုင်ခွင့်ပိုင်ခွင့်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကို authority လို့ခေါ်တာပေါ့အဲတာဝန်လေးယူရတာကတော့ဘာလို့ခေါ်လဲဆိုတော့ကျွန်တော် responsibility ပေါ့နော်တာဝန်ယူမှုပေါ့နော်အဲတခုခုအလုပ်တာဝန်ပေးလိုက်ပြီးဆိုကျွန်တော်တာဝန်ယူပြီးလုပ်ရတာပေါ့နော်အဲ့ဒါ responsibility လို့ခေါ်တယ်အဲနောက်တစ်ခုကတော့ဘာလဲ accountability လို့ခေါ်တယ် accountability ဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့တာဝန်ခံမှုပေါ့နော်ကျွန်တော်တာဝန်ယူပြီးရင်ကျွန်တော်ဒီတာဝန်ကိုကျွန်တော်တာဝန်ခံရတယ်ပေါ့နော်အဲစကားနှစ်ခုလုံးကခက်ဆင်ဆင်မယ်ဆိုရင်မလဲမတူဘူးပေါ့နော်ကျွန်တော် definition လေးတစ်ချက်ကြည့်လိုက်ပေါ့နော် authority ဆိုတာအဲ power given to a person ကျွန်တော်လူတစ်ယောက်ကိုဒါ power ပေးထားတာပေါ့လုပ်ပိုင်ကိုပေးထားတာ to act and make decision ဒါကျွန်တော်တို့ဒီတစ်ခုခုပေါ်မှာပေါ့နော်ဒါ acting ကျွန်တော်ပြုမှုဆောင်ရွက်နိုင်တယ်ဖုံးပြတဲ့တွေချနိုင်တယ်ပေါ့နော် within boundary ဒါပေမဲ့အကန့်သက်တော့ရှိရအောင်ဘယ်ပိုင်းဘယ်ပိုင်းနဲ့မှာပေါ့နော်ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲ authority လို့ခေါ်တယ်လုပ်ပိုင်권ပေါ့နော်ဟုတ်လားဆုံးဖြတ်ပိုင်권ပေါ့နော်ဟုတ်ပြီ responsibility ဆိုတာ carry out the specific delegated task ကျွန်တော်တို့တာဝန်ပေးထားတဲ့အဲလုပ်ရမယ် task ပေါ့နော်ဒီဟာအတွက်ကျွန်တော်တို့ကတာဝန်ယူပြီးတာဝန်ယူတဲ့သဘောဒါ responsibility လို့ခေါ်တယ် accountability ဆိုတာဒီကျွန်တော်တို့လုပ်လိုက်တဲ့ယူလိုက်တဲ့တာဝန်ရဲ့ကောင်းမှုဆိုးမှုဒီအရေးရှားလက်ပေါ်မှာကျွန်တော်တို့ကတာဝန်ခံရပါတယ်တာဝန်ရှိပါတ ပေါ့နော် being liability for action and decision ကျွန်တော်တို့ပြုမူလိုက်တဲ့ action တွေကျွန်တော်တို့ဆုံးချလိုက်တဲ့ decision တွေပေါ်မှာကျွန်တော်တို့တာဝန်ခံရမှာပေါ့နော်ဟုတ်လားဟုတ်ဒီသုံးခုကိုကျွန်တော်တို့ကဒါဘာလို့ခေါ်လဲဆိုတော့ဒါ delegation triangle လို့ခေါ်ပါတယ်ပေါ့နော်ဟုတ်ကျွန်တော်ပုံလေးဆက်ကြည့်မယ်နော်အရင်မှာဆိုမြင်ရပါလိမ့်မယ်ကျွန်တော်တို့အာ delegation triangle ခေါ်ပါတယ်ဟုတ်အဲဒါကြောင့်မလဲကျွန်တော်ရဲ့ဒီ episode လေးကိုကျွန်တော်နာမည်ပေးထားတာ the delegation triangle လို့နာမည်ပေးထားပါဗျာဟုတ်လားဒီမှာဆိုရင်ကျွန်တော်တို့မြင်ရမယ်ဒီ triangle သတိကံလေးမှာမြင်ရမယ် responsibility ရှိမယ် accountability ရှိမယ် authority ရှိမှာပေါ့နော် responsibility ဆိုတာပါဖောင်းတဲ့ assign တဲ့ကျွန်တော်တို့သတ်မှတ်ပေးလိုက်တဲ့အဲဆောင်ရွက်မဲ့အရာလုပ်ငန်းတာဝန်ဟိုကျွန်တော်တို့ဆောင်ရွက်ဖို့ရတယ်အဲတာဝန်ရှိတာပေါ့နော်အဲ authority ဆိုတာ formal and legitimate right of the manager ကျွန်တော်တို့ဖောင်းမယ်လဲကြာမယ်တရားဝင်လဲဖြစ်မယ်ဒီအခွင့်အရေးပေါ့နော်အာ to make decision ဘာလို့ဖို့ခွင့်ရလဲဆိုရင် ဒါဆုံးဖြတ်ချက်တွေချဖို့ order ဆိုတဲ့ကျွန်တော်တို့ဒါညွှန်ကြားချက်တွေပေးဖို့เนาะ allocate resources ဆိုတာလူတွေဘယ်နေရာဘယ်နေရာမှာသုံးမယ်ပတ်စံဘယ်လောက်သုံးမယ်ဆိုကျွန်တော်တို့မှာဒီဘိုင်းတွေအတွက်ဒါလုပ်ပိုင်ခွင့်ရှိတယ်ပေါ့နော်ဒါကို authority လို့ခေါ်တယ်နောက်တစ်ခုကတော့ accountability เนาะကျွန်တော်တာဝန်ခံမှုပေါ့နော် justify outcome to those above in the change of comment ကျွန်တော်တို့ဒီရလက်ဒီပေါ်မှာကျွန်တော်တို့တာဝန်ခံပါမယ်ဒါကိုကျွန်တော်တို့တာဝန်ခံမှုလို့ခေါ်တယ်ပေါ့နော်ဟုတ်လားဟောဒီမှာဆိုရင်မြင်ရတဲ့ဟာလေးပါလေ test ဆိုတဲ့ စောမယ့်အရာလုပ်ငန်းတာဝန်ပေါ့အောက်ခံရလက်ပေါ့နော်ဟုတ်လားနော်ဒီဟာဒီစကလုံးလေးရနည်းနည်းလေးကျွန်တော်ရေးကြည့်လို့ကျွန်တော်ထည့်ထားတာပါဟုတ်လားဟုတ်လားအဲအဲ့တော့ဒီ၃ခုပေါ့နော် accountability ရဲ့ authority ရဲ့ကျွန်တော်တို့ပေါ့အာ authority ရဲ့နော် responsibility ရဲ့ဒီ၃ချက်ကကျွန်တော်တို့ balance ဖြစ်နေရပါမယ်နော်ဟုတ်တစ်ခုခုကပဲများနေလို့တော့တိတ်တော့အဆင်မပြေဘူးပေါ့လို့လို့ရတာနော်ဟုတ်ဟုတ်ပြီကျွန်တော်တို့နောက် slide လေးကြည့်မယ်ဟုတ်ပြီ ဲ့တော့ကျွန်တော်တို့ဝန်ထမ်းတွေကကျွန်တော်တို့ဘာလိုချင်တယ်လဲ employee ပေါ့ဝန်ထမ်းတွေကကျွန်တော်တို့ဘာတွေမျှော်လင့်တယ်လဲကိုကျွန်တော်တို့ချက်ကြည့်အောင်ပေါ့နော်ကျွန်တော်ဝန်ထမ်းတွေကဘာတွေမျှော်လင့်တယ်ဆိုပထမတစ်ခုကတော့ကျွန်တော်တို့ဒီစွမ်းဆောင်ရည်ပေါ့နောက်တစ်ခုကတော့ကျွန်တော်အလုပ်ပြီးမြောက်ဖို့ပေါ့နော်အဲ့ဒီနှစ်ခုကလုံးနှစ်ခုကတော့ကျွန်တော်နောက် slide မှာအသေးသေးလေးရှင်းပြပေးမယ်ဒီဘက်ကကျွန်တော် general လေးတစ်ချက်ကြည့်လိုက်မယ်နော်အာကျွန်တော်တို့ဘာတွေမျှော်လင့်လဲဆိုပထမက core responsibility ပေါ့နော်အဓိကတာဝန်ယူရမယ့်ဘာတွေဘာတွေလဲဆို task and duty လုံဆောင်အောင်မြေအလုပ်တွေ duty ဆိုရတာဝင်နေဒါတွေပေါ့နော်ဟုတ်ပြီဘာတွေလဲဆိုတော့ဒီမှာပထမစာကြောင်းလေးမြင်ပါ perform assign job function accurately than on time ကျွန်တော်တာဝင်ပေးလိုက်တဲ့အလုပ်တွေ job function တွေကို PC အောင်လုပ်မယ်မှန်မှန်ကန်ကန်လုပ်မယ်ဟလားเนาะအချိန် on time မှာပေါ့နော် PC အောင်လုပ်မယ်ပေါ့နော် follow company policy procedure and safety guideline ကျွန်တော်တို့အဲကုမ္ပဏီကညွှန်ကြားထားတဲ့ policy တွေလုပ်ဆောင်အောင်မြေ procedure တွေ guideline တွေဒီ safety guideline တွေပေါ့နော် BN navigation ရဲ့ guideline တွေလမ်းညွှန်ချက်တွေပေါ့နော်ဒါတွေကိုလိုက်နာမယ် collaborate with team member တွေ communicate clearly ပေါ့နော်ကျွန်တော်တို့ဒီ teamwork အနေနဲ့ပေါ့နော်ဒါဝင်နှန်းနေဒီအဖွဲ့အစည်းအနေနဲ့တော့နော်ကို team အနေနဲ့ဒီဟိုဟာလက်တွဲပြီးတော့ကျွန်တော်လှုပ်ဆောင်မယ်ကောက်ကောက်ဒီပြောဆိုဆက်ဆံမှုရှင်းရှင်းလင်းလင်းပြောဆိုဆက်ဆံမှုတောင်းပေးမယ်လို့ညွှန်လင့်ထားတယ်။ Meet deadline and quality standard ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်ကာလမှာလုပ်တယ်ပြီးမြောက်အောင်လုပ်ရမယ်အဲအဲ့လိုပြီးမြောက်တယ်ဆိုတာလည်းကျွန်တော်တို့ quality ရှိရှိအရေးသွေးရှိရှိနဲ့အစင်တန်းမြင့်မြင့်တော့အစင်ဒါပြီးမြောက်အောင်လုပ်အောင်ပေါ့နော်အဲဒါကကျွန်တော်သူ့လုပ်ရမယ်တာဝန်ပေါ့နော်ဟလာနော်ဝန်ထမ်းတွေကမျှော်လင့်နေတာ expect ဖြစ်နေတာဒီကပထမတစ်ခုပါဒုတိယတစ်ခုကတော့ desire outcome ကျွန်တော်တို့မျှော်လင့်နေရလတ်နော် result ရလတ်ဒီရလတ်တွေကတော့ဘာတွေလဲဆိုတော့ affinity completely test without unnecessary delay အလုပ်တွေကိုမလိုအပ်ဘဲနဲ့နှောင့်နှေးရတယ်မရှိအောင်ပြီးမြောက်ကျွန်တော်တို့လုပ်ဖို့မျှော်လင့်နေ efficiency ဆိုတာကကျွန်တော်တို့ဟိုပေါ့နော်အလေလွတ်ရှိမယ်နဲ့ကျွန်တော်တို့ဆောင်ရွက်နိုင်တာမျိုးပေါ့နော်ဟုတ်လားဟုတ် quality work ကျွန်တော်အလုပ်ဆိုတာပြီးတိုင်းလည်းမဟုတ်ဘူး error free အမားကင်းတာ web structure output တကယ်ရလက်အောင်ရတာပေါ့နော်အည်သွေးခေါင်းနဲ့ရလက်မျိုးပေါ့နော်ဒါဆိုလိုတာပါ initiative priority solving problem and sustainability improvement ကျွန်တော်တို့ proactive ဖြစ်တာနဲ့ကျွန်တော်တို့ reactive ဖြစ်တာဆိုရင်ကျွန်တော်တို့ကြောက်မှာပါဟုတ်အဲဒီတိုင်းမဲ့ကျွန်တော်ပြဿနာတွေဖြစ်လာလို့ရှိရင်ဖြစ်လာမှရမဟုတ်ဘူးပေါ့နော်ဖြစ်နိုင်တဲ့အကြောင်းအရာတွေကျွန်တော်တို့ဖြေရှင်းမယ်ဒါလိုမျိုးပေါ့နော်ဘယ်လိုတိုးတက်အောင်ဆောင်ရွက်မယ်ဒီလိုမျိုးတွေကျွန်တော်တို့မျှော်လင့်ပါလေပေါ့ဟုတ်လား reliability ဆိုတာက recently meet expectation with a constant supervision ပေါ့တသုံးတူကညွှန်ကြားမှကျွန်တော်တို့ manager ညွှန်ကြားမှအဲဒါမှမဟုတ်လေတခြားတယောက်ကအဲ့လိုတောက်လျှောက်ပြောနေမှာ ရလက်ရအောင်ဆောင်ရွက်တာမျိုးဖို့ပဲ ਨੇ ဒါတသမှတ်သေးဖြစ်အောင်ရလက်ဖို့တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်စိတ်ချယုံကြည်မှုရှိတော့လုပ်တာမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာပြောထားတယ်လို့ပဲဝန်ထမ်းတွေတည်းကမျှော်လင့်တာက expect ဖြစ်တာကဒီနှစ်ခုရှိပါတယ်နော်ရလက်ကောင်းနေရဖို့ရယ်ကျွန်တော်တို့သူရဲ့သူတို့တောင်းဝင်ပြီးထားတာတွေပြီးမြောက်အောင်လုပ်ဖို့ရယ်ပေါ့နော်ကျွန်တော်ဒီစကလုံးလေးနှစ်ခုကိုထပ်ရှင်းပြမယ် performance နဲ့ productivity ကပါလဲပေါ့เนาะဟုတ်ပြီအော် ဲ့တော့ဘာဖော်မတ်ဆိုတာရှင်းပါတယ်ဝန်ထမ်းတွေခုနကပြောတယ်အလုပ်ဆောင်မှုပေါ့ဆောင်ရွက်နိုင်မှုပေါ့နော်အလုပ်ကိုကောင်းကောင်းမှုမှု quality လည်းဖြစ်ရမယ်ရည်သွေးလည်းမြင့်မီပြီးပြောဒါလုပ်ဆောင်နိုင်မှုကိုကျွန်တော်ဘာဖော်မတ်လို့ခေါ်တယ်နော်ဟုတ်အဲ့တော့ productivity ဆိုတာပဲကျွန်တော်အသေးသေးထပ်ရှင်းပြပေးမယ် productivity ဆိုတာက property measured how efficiently a employee convert input ပေါ့နော်ကျွန်တော်တို့ဒီအချိန်နေကျွန်တော်တို့အားတွေကိုတကယ်ရလက်ဟိုဒီ efficiently ဖြစ်အောင်ကျွန်တော်တို့က လုပ်နိုင်တာကိုကျွန်တော်တို့ productivity အလုပ်ပြီးမှားမှုလို့ခေါ်ပါတယ်အဲ့တော့ productivity ကိုကျွန်တော်တို့ဘယ်လိုတိုင်းတာမလဲเนาะဟုတ်လားဒါအလုပ်ပြီးမှားမှုပေါ့အဲ့တော့ output နဲ့ input နဲ့ရှင်းမယ်ပေါ့เนาะဟုတ်လား output ဆိုတာရလက်ပေါ့เนาะဟုတ်လားအလုပ်ဒီအချိန်နည်းနည်းတွန်းမှာပြီးတာမျိုးအဲ့ဒါမျိုးဆိုကျွန်တော်တို့ဘာလုပ်ကလဲ higher productivity ဒါလုပ်ပြီးမှဝင်မြင့်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။နောက် quality matter ပြီးတိုင်းလည်းမဟုတ်ဘူးပေါ့နော်။ဒီ speed ဆိုတဲ့အမြန်မြန်ပြီးတိုင်းလည်းမဟုတ်ဘူး။ကျွန်တော်တို့ဒီမှန်ကန်မှု accuracy လည်းဖြည့်ရမယ်။အဲ့ နော်အရည်သွေးရအရည်ပါတယ်ပေါ့နော် quality matter ဆိုတာ consistency ဆိုတာဒီတစ်နေ့မှာတော့ဒီလောက်လုံးနိုင်ပြီနောက်တစ်နေ့ကျတော့လုံးဝထိုးကြပါတော့ပြီကျွန်တော်ဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ maintenance study performance ဖြစ်ရမယ်နော်ဒါအရေးကြီးပါတယ် productivity ပါအဲ့တော့ productivity ကိုကျွန်တော်တို့ကများသောအားဖြင့်လုပ်တယ်မှာကျွန်တော် KPI နဲ့တိုင်းတာတယ် KPI ဆိုတော့ဘာလဲဆိုတော့ key performance indicator ပေါ့နော်ကျွန်တော်တို့ဝန်ထမ်းတယောက်ချင်းကိုလည်းတိုင်းတာရှိတယ်ကျွန်တော်တို့ဟိုပေါ့နော်အဖွဲ့အစည်း team လိုက်လည်းတိုင်းတာရှိတယ် ဌာနအလိုက်လဲကျွန်တော်တို့တိုင်းတာရှိတယ်ပေါ့နော်။အဲအဲ့လိုလိုတော့ချိတ်ဆက်သွားတာပေါ့နော်ဟုတ်လား။ပထမဆုံးတော့ကျွန်တော်တို့ဝန်ထမ်းတယောက်အနေနဲ့တိုင်းမယ်ဆိုဥမာဒီဒီဝန်ထမ်းတယောက်ကကျွန်တော်တို့ဝယ်အောင်မှာဆို picking ပေါ့နော်။အာပစ္စည်းဘယ်နှခုသူကောက်နိုင်မလဲ။တယောက်လာဖြစ်ပေါ့နော်။ဒါမှမဟုတ်လဲကျွန်တော်တို့ပစ္စည်းတွေဟိုစက်ဒီပေါ်မှာတင်နေဆိုလဲတနေ့ကိုပစ္စည်း case ပေါ့နော်။ဘုံမှာတခုတင်နိုင်မလဲ။ကားတွေတင်မယ်ဆိုလဲတနေ့ကိုကားဘယ်လောက်တင်နိုင်မလဲ။ကျွန်တော်တို့ team အနေနဲ့ဆိုရင်တော့အာဒီဌာနအနေနဲ့ဆိုရင်တော့ဘီဒီနေ့ကို case ပေါင်းဘယ်နှသိန်း လက်ခံနိုင်မလဲအဲဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတွေနဲ့ကျွန်တော်တိုင်းတာပါတယ်ဥမာ case ပါ hour ပါ man ပေါ့နော်လူတစ်ယောက်ကတစ်နာရီမှာ case ဘယ်လောက်လက်ခံနိုင်မလဲပို့နိုင်မလဲတင်နိုင်မလဲဒီလိုစသည်အားဖြင့်ကျွန်တော်တို့ unit pick ပါ hour ဆိုပြီးကျွန်တော်တို့တိုင်းညပါတယ်ဒါ KPI တိုင်းတာပေါ့နော်ဟုတ်အဲ့တော့လူတယောက်ရဲ့ productivity ကိုကျွန်တော်တို့သိနိုင်တယ်ဒီ productivity ကကျသွားလားတက်လာလားဘောနော်ဒီလိုမျိုးကျွန်တော်တို့တိုင်းတာကြပါတယ်ဟုတ်ဒါအလုပ်ပြီးမြောက်မှုပေါ့နော်ဟုတ်ပြီ အဲ့တော့ကျွန်တော်တို့ကဒီ performance နဲ့ productivity ဟာကျွန်တော်တို့ဝန်ထမ်းတွေမှာအရေးကြီးပါတယ်ဟုတ်လားအဲ့တော့ performance ဆိုတာကတဲ့ဒီမှာဝန်ထမ်းတစ်ယောက်ကဘယ်လိုမျိုးသူ့ရဲ့အလုပ်တာဝန်ထင်ကိုဟိုပြည့်မြအောင်လုပ်မလဲပေါ့နော်အာအရေးသွေးလည်းကောင်းအောင်မယ် skill ဟိုကောင်းအောင်မယ် BBL လည်းကောင်းအောင်မယ် research ရလက်လည်းကောင်းအောင်မယ်ပေါ့နော်ဒါကို employee performance လို့ကျွန်တော်တို့ခေါ်ပါတယ် productivity ကတော့ကျွန်တော်တို့ကဒီအလုပ်ကိုဘယ်လိုရလက်ဖို့ပေါ့နော်ဒီ input နဲ့ရှင်ပြီးတော့ပေါ့နော် အချိန်ကြီး resource တွေဘယ်လောက်သုံးပြီးတော့ဟိုရမလဲပေါ့ဒါကိုကြည့်တာပေါ့နော် product တွေနော်အဲ့တော့ performance နဲ့ product တွေကနည်းနည်းလေး꽈ချမှုတွေရှိတယ်ဟလားနော်နော်ဒါလေးတွေဒီမှာထည့်ပေးထားတာပေါ့နော်ဟလားအဲ့တော့ performance ဆိုတာဆောင်ရွက်မှုပေါ့နော် productivity ဆိုတော့ကျွန်တော်တို့လုပ်ပြီးမြောက်မှုပေါ့အဲ့လိုမျိုးပြောအောင်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနှစ်ခုလုံးကရင်းချင်းလာဆိုရင်ဒီနှစ်ခုလုံးကလည်းရည်ကြီးပါတယ်ဟုတ်လားအာနှစ်ခုလုံးမှာ နှစ်ခုလုံးကောင်းနေတော့ကောင်းတာပေါ့ဗျာမဟုတ်ဘဲနဲ့ productivity ရောအရန်မြင့်နေဒါ performance မကောင်းဘူးဆိုတာဘယ်လိုမျိုးလဲဆိုရင်အာဒီပစ္စည်းအလုပ်တွေကတော့ပြီးတယ်ဒါပေမဲ့အရည်သွေးမကောင်းဘူးအဲ့လိုမျိုးပေါ့နော် fast pass lobby work ဆိုတာမြန်တယ်ဒါပေမဲ့အရည်ဟိုအလုပ်လုပ်တာဒါကပြက်ကြော်ဖြစ်တယ်ပေါ့နော်ပစ္စည်းတွေထိခိုက်မှုတွေ damage တွေအရန်များတာပေါ့ဒါမျိုးပေါ့နော် high performance low productivity အရည်သွေးတော့အရန်ကောင်းတယ် productivity နည်းတယ်ဆိုတော့ quality တော့ကောင်းပြီးတော့ ဒါပေမဲ့အလုံးလွတ်တာအရန်နှောင်နေတယ်ပေါ့နော်ဒီလိုမျိုးဖြစ်တယ်။ဟောအဲ့တော့ ID employee ပေါ့နော်အဲ့တော့ဒီဒီကျွန်တော်တို့စံထားမဲ့ဝန်ထမ်းကဘယ်လိုမျိုးလဲဆိုရင်ね both quality and efficiency နှစ်ခုလုံးကျွန်တော်တို့ကောင်းမှရမယ်။ဘာပေါ်မှလည်းကောင်းမှရမယ်။ productivity လည်းကောင်းမှရမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီလူတစ်ယောက်ကောင်းမှုဆိုရင်ကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုရင် performance review တွေကျွန်တော်လုပ်ရတယ်။ကျွန်တော်တို့ဆိုလဲဝန်ထမ်းတွေကိုပြန်ပြီးတော့တစ်လတစ်ခါဖြစ်စေအာ ီဝန်ထမ်းတွေကိုကျွန်တော်ပါဖော်မန့် review လုပ်တာပေါ့နော်ဟုတ်လားဟုတ်နောက်လို့ရှိရင်ကျွန်တော်တို့ခုနကပြောတယ်ကျွန်တော် productivity matrix ဆိုတဲ့ KPI အနေနဲ့ကျွန်တော်တို့တိုင်းတယ်ဘယ်တယောက်ကတော့ productivity အရင်ကောင်းတယ်ဘယ်တယောက်ကအလိုဖြစ်တယ်ပေါ့နော်အဲဝန်ထမ်းတွေတယောက်တယောက်ချင်းဒီမှာတိုင်းတာအဲ့ဒါမှာဖော်လို့ရှိရင်ဒီတယောက်ကအရင်လုံးလုံးပြီးဒီတယောက်ကအရင်လုံးလုံးတက်ကြအဆင်မပြေဘူးလေဟုတ်တယ်မလားအဲ့လိုကျွန်တော်တို့အခုလုံးကိုကျွန်တော်တို့တိုင်းတာပါတယ်ဟုတ် ်ဟုတ်ပြီအဲ့တော့ဒီမှာဆိုကျွန်တော် performance appraisal လေးဘာကြောင့်လုပ်ရလဲဆိုထည့်ပေးထားတယ်ပေါ့နော် performance appraisal ကျွန်တော်လုပ်ကြရတယ်အဲ့ဒါမှကျွန်တော်တို့ကသူ့ကိုယ်ဉာဏ်အနေနဲ့လာတာတွေတိုးပစ်စေလားဒါရလက်သူ့ဏီသားကားတွေဘာတွေဒီလိုမျိုးတွေ compensation ဆိုတဲ့ဟာကျွန်တော်တို့စီမံနိုင်မယ်ဟလားအဲအလုတ်ကလုတ်တာကောင်းတယ်ဘာဖောက်မဲ့ကောင်းတယ်ဆိုရင်ဒါသူ့အတွက်ခံစားခွင့်ညီများလာလို့ရှိရင်ဒါ motivation လည်းတက်လာပြီ။အဲဆိုရင် productivity မြင့်လာပါနော်။ဒီလိုပဲ performance appraisal လုတ်တဲ့အခါမှာသူကလုတ်တာကိုင်းနေကောင်းတယ်ဆိုရင်ကျွန်တော်တို့က သူ့ကိုချီကျူးတာ၄เนาะအာဒီ employee of the month တို့ဘာလို့ဒီလိုကွန်ပျူတာ၄လူမှုတွေเนาะသူ့ပေါ်မှာ feedback တွေကျွန်တော်ပေးတာ၄ဆိုရင်ဒါ employee က motivation တက်လာရင် productivity လည်းတက်လာတယ်เนาะ နောက်ပြီးလို့ရှိရင်ဒီတယောက်ကအာဟာပေါ်ကြည့်ပြီး KPI တွေပိုင်းပေါ်ကြည့်ပြီးကျွန်တော်တို့သုံးဖြတ်နိုင်တဲ့ဘိုင်းတွေအများကြီးရှိတယ်ပေါ့နော်။အာအလုပ်ကဒီနေ့ဒီတို့ရဲ့ product ပြီးရလောက်ရှိရဆိုရင်ကျွန်တော်တို့အလုပ်တစ်ခုကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီနေ့ကားဘဏ္ဍာကြီးလာရင်ဘယ်လောက်လက်ခံနိုင်မလဲပစ္စည်းဘယ်လောက်ပို့နိုင်မလဲဒါမျိုးတွေအားသာကျွန်တော်တို့သုံးဖြတ်ရရန်လွယ်လာမယ်ပေါ့နော်။ဟလာဒီ product ကိုကြည့်ပြီးပေါ့နော်။ဟုတ်။ဒါတွေပါ။ဟုတ်။ဟုတ်ပြီဒီမှာကျွန်တော် performance ဘယ်လိုမှစပယ်လေးကျွန်တော်ထည့်ထားတယ်ဘယ်လိုမျိုးကျွန်တော်တို့ဝန်ထမ်းတွေရဲ့ performance ကိုကျွန်တော်တို့လုပ်မလဲပေါ့နော်ဟုတ်လားအဲ့တော့ခုနကပြောသလိုပဲကျွန်တော်တို့ဝန်ထမ်းတွေမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ goal တွေရှိရဲ့ဒီနေ့ကိုဘယ်လောက်ပြီးရမလဲဒီနေ့ကျွန်တော် target တွေပေါ့နော်အဲ့လို target တွေကိုကျွန်တော်တို့စီမံထားတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့စောင့်ကြည့်မယ်တို့တို့လုပ်နိုင်လားမလုပ်နိုင်လားပေါ့နော်တကယ်လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ target တွေမမီဘူးဆိုရင်ဘာကြောင့်ဒီဝင်တန်းကမလုံနိုင်တာလဲ review လုပ်မယ်သူတရားလဲအကြံဉာဏ်နေကျွန်တော်တို့တောင်းမယ် အာကျွန်တော်တို့သူ့လိုအပ်တဲ့ဟာကြီးကျွန်တော်တို့ပံ့ပိုးပေးမယ်ပေါ့နော်ဒါပိုးကြီးကျွန်တော်တို့လုပ်ပါတယ် review လုပ်ပါတယ် reporting ဆိုတာတကယ်လို့ तू ကတကယ်ပါဟောင်းမဲ့ကောင်းလေဆိုရင်တော့သူ့ကိုကျွန်တော်တို့ကဒါဂုံပြူရမှာပေါ့ဗျာဟုတ်လားနော်အဲဒါမဲ့ကျွန်တော်တို့ဝန်ထမ်းတွေအတွက်တော့ကျွန်တော်တို့ standard target တော့ရှိတာပေါ့နော်အဲအဲ့ဟဲနဲ့ခြုံနေတဲ့သူတွေပဲထူးခြုံနေတဲ့သူတွေပဲဂုံပြူရပေါ့နော် standard standard ပုံမှန်မှီရတဲ့သူတွေကတော့ဟိုလူတိုင်းတော့ဂုံပြူလို့မရဘူးနော်ဘာဖြစ်ဖြစ်ကျွန်တော်တို့ချီကျူးစကားဆိုတာတွေ အဲတခြားဟိုအရာတွေကကျွန်တော်တို့အားလုံးကိုလုပ်လို့ရပါတယ်။အဓိကအဖြစ်တော့ကျွန်တော် teams တင်နေပေါ့နော်။ကျွန်တော်လုပ်ကြတယ်ဆိုတာသိသိချင်းရတာပေါ့နော်။ team တစ်ခုကိုတော့ပြတ်အောင်လုပ်။ချီကျူးလို့မရဘူးပေါ့နော်။ကျွန်တော်တို့ချီကျူးရင်တော့ team alike team ကိုပဲကျွန်တော်ချီကျူးရမယ်အဖွဲ့ကိုပဲချီကျူးရအောင်ပေါ့နော်။ဟုတ်လား။ဟုတ်ပြီ။အဲ့တော့အဲဒါကတော့ကျွန်တော်ခုနကဒီကျွန်တော်ရဲ့ delegation triangle လေးကိုရှင်းပြတာပေါ့။ theory ရပေါ့နော်။အဲသူ့ရဲ့အမိကုန်းလေးကိုကျွန်တော်ရန်ကြီးမရှင်းမိမဲ့လေ။ အာသူပြောတဲ့သဘောတရားလေးနဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ဒါဖြည့်ပေးလိုက်တာပေါ့နော်ဘုသူတ္တအဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်လို့ဆိုရှင်ဘလို့ပဲဖြစ်ဖြစ်ဝင်တဲ့တယောက်ဖြစ်မယ်ဆိုရင်တော့အာကျွန်တော်တို့ကသူ့တာဝန်ပေးရမယ်သူနဲ့သက်ဆိုင်တဲ့တာဝန်ပေးရမယ် responsibility ပေးရမယ်ဘယ်တာဝန်ယူရမလဲပေးရမယ်ပြီးကြရင်သူ့အတွက်လုပ်ပိုင်ခွင့်ပေးရမယ်အရာလူသေးသည်ဆိုလက်သေးရနဲ့ကန့်ညီတဲ့ authority ပေးရမယ်ဟုတ်လားเนาะပြီးကြရင်အဲ့ဒီအလုပ်ပေါ်မှာ accountability ကျွန်တော်တို့ ခံခိုင်းရမယ်ပေါ့နော်ဒါအဲ့ဒါမှကျွန်တော်တို့ကဒီဝန်ထမ်းဟိုအတိရပေါ့နော်အဲ့တော့ဒီဟာသူ့ကိုတာဝန်ပေးရုံနဲ့ပြီးပြီးတော့ကျွန်တော်တို့ဘာတွေစောင့်ကြည့်ရမလဲ performance နဲ့ productivity ကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဟုတ်အဲ့တော့ကျွန်တော်အကောင်းဆုံးကတော့ family တိုက်တွေဘာတွေမိသားစုနဲ့မဝိုင်းလောက်တာတွေဘာတွေမရှိဘဲနဲ့ကျွန်တော်ကတော့အားလုံးကိုတိုင်းတာပြီးတော့လောက်တာမျိုးပို့ပေါ်ကြပါတယ်ကျွန်တော် minister စကားမှာဆိုလဲအဲရှိပါတယ် if you can't measure ပေါ့နော် အာကျွန်တော် manage ဆိုတာစကားရှိပါတယ်ပေါ့နော်ကျွန်တော်တို့မတိုင်းတာနိုင်ရင်ကျွန်တော်တို့ကစီမံခန့်ခွဲမှုမလုပ်နိုင်ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်နေနေတော့ဖြည့်ရမယ်ဖြည့်ဆိုလို့ရှိရင်တော့တာဝန်ခွဲဝေပေးရပါမယ်ဟုတ်ကျေးဇူးတင်ပါတယ်နောက် episode မှာကျွန်တော်တွေ့ကြပါမယ်ကျေးဇူးပါ